ါရှင်ဗျာအာလူတွေမှာဆောင်းထင်းရတဲ့၅ပါးတီလာကဟိုတပါးသောသူတွေကိုမထိခိုက်စေလို့ဟို၅ပါးတီလာကိုဆောင်းထင်းခြင်းအပြင်တပါးသူတွေကိုမထိခိုက်ဘူးအဲ့ဒီအတွက်၅ပါးတီလာဆောင်းထင်းခြင်းအပြင်ကုသိုလ်ရတယ်ဆိုတာကိုတပြီးတော့အဲ့လိုမျိုးလက်သက်လက်ခံထားတယ်ပေါ့ဗျာနားလည်ထားတယ်ပေါ့အဲ့ဒီမှာအော် ဟိုညစာမစားခြင်းရယ်နောက်ပြီးတော့မြင်သောမြတ်သောနေရာမှာဟိုထိုင်တာကိုရှောင်ကျဉ်ခြင်းရယ်နောက်ခုဆိုရင်၁၀ပါးသီလမှာဆိုရင်ငွေမကင်ခြင်းရယ်ပေါ့အဲ့ဒီဟာကိုစောင့်ထင်းခြင်းအပြင်ဟိုဘယ်လိုမျိုးကုသိုလ်ကဘယ်လိုမျိုးရတာလဲဗျာတီးပြရစီဗျာအဲ့အတွက်အဖြေဥစဉ်ဒီမှာပါတော့ပါတယ်နောက်ပိုင်းမှာပါဒါပေမဲ့အခုမေခွန်းရှိတော့လဲနည်းနည်းလေးဖြေမှာပေါ့နော်အဲ့ဒီမှာအခန်းတစ်ခုအနေနဲ့လည်းဥစဉ်ရေးထားပြပါတယ်ဒါမေးတဲ့နဲ့မေခွန်းပဲလေအဲသူကဒီလိုပါ ဟိုညသာစားတာကအကုသို့မဟုတ်ဘူးဒါပေမဲ့ဥပုပ်သီလထိန်းတဲ့အခါမှာဟိုကဘာပါလဲဆိုတော့အပ္ပမစရိယပါတယ်အပ္ပမစရိယဆိုတာကမေထုံကျင့်ကနေခြောင်းကျင်တာလေဟိုငါးပါးသီလသမားဆိုလို့ရှိရင်သူကကိုယ်ဇနီးမယားနဲ့ကိုယ်ခင်မွန်းနဲ့အတူတူနေသေးတယ်အိပ်သေးတယ်ဒီဥပုပ်သီလဆောက်တည်တဲ့ပုဂ္ဂိုလ်ကကိုယ်အမျိုးသမီးနဲ့လည်းမနေတော့ကိုယ်ခင်မွန်းနဲ့လည်းဒီတနေ့ကိုတော့ခြောင်းလိုက်တာပေါ့နော်ဟုတ်လဲဆိုတော့ဒီကာမဂုဏ်ကိုကဒီတရက်တာလုံးဝခြောင်းလိုက်တယ်ခြောင်းလိုက်တဲ့အတွက်ကြောင့် ဝိကလဘောဇနာစားတာနဲ့ဘာဆက်သက်ရှိလဲဆိုတော့ဝိကလဘောဇနာကိုကခြောင်လိုက်တဲ့အတွက်ကြောင့်ကွာဘာလဲဆိုတော့ကာမဂုဏ်ကိုအပြည့်မှုလျှော့သွားတယ်သဘောလားမသိဘူးနေလဲစားနေနေစားကိုကောင်းကောင်းလှုပ်ရှားနေမယ်ဆိုလို့ချင်းဒီအစားတောက်ကကိုယ့်အတွက်ကဘာလဲဆိုတော့ကာမဂုဏ်ကိုအပြည့်တဲ့ဟာမျိုးဖြစ်သွားတယ်အဲဒါကြောင့်ဥပုံတိလာနဲ့လိုက်ဖက်အောင်လို့ဒါကိုခြောင်ခိုင်းတဲ့သဘောအဲ့တော့ဒီအစားတောက်တွေမစားတဲ့အတွက်ကြောင့်ကိုယ်မှာကိလေသာမတိုးတော့ဘူး နော်ကာမဂုဏ်ကိုအားပေးတဲ့စိတ်တွေမဖြစ်တော့အရန်ကိုအားရှိတဲ့အစားစားတွေစားနေဆိုရင်ဒီစိုက်ဟာကညနေပဲစားတဲ့ဥစ္စာတွေကကာမဂုဏ်ကိုအားပေးတယ်ဆိုပြီးတော့တောင်မြို့မာကလုံးဆယ်တို့ကြီးရဲ့ဇဏကုံရင်ထဲမှာလည်းတိတ်ပန်သေးကြဆယ်တို့ကြီးရေးထားတာရှိပါတယ်လက်တွေ့နောက်တိုင်းပညာရှင်တွေရဲ့သူတေသနာပြုတဲ့စာတန်းတွေကိုကိုယ်ကရေးထားတယ်အဲ့တော့ညသားဘာဖြစ်လို့ခြောင်ရတယ်လဲဆိုရင်ကာမဂုဏ်ကိုအားပေးမှဆိုလို့ခြောင်ခိုင်းတာအဲ့တော့မနက်စာကိုပဲများများစားမယ်နေ့လယ်စာကိုခြောင်လိုက်တဲ့ကြောင့်ကာမဂုဏ်အားမပေးတော့ဒါမှအရှိကအပ္ပမစရိယသီလနဲ့လိုက်ဖက်တယ်ပေါ့နော် မျိုးဆိုတဲ့ဟိုနေစာကိတာတို့ဘာလို့ကြတော့ဒါကိလေသာကိုပားနေတဲ့များပအောင်ချောင်းတဲ့သဘောပဲလေဟိုသူများကိုဒုက္ခမပေးဘူးဒါပေမဲ့တချင်းဆိုလိုက်တဲ့ကြောင့်ကိုယ်ကလောဘကိလေသာတွေဖြစ်သွားတယ်ဒီတနေ့တားမှာသူတော်ကောင်းတွေနီးပါကိုယ်စိတ်ကိုလုံးဝစင်ကြယ်စင်တဲ့သဘောကြောင့်သူကနေစာကိတာသီလတွေကိုချောင်းကျင်ခိုင်းတဲ့သဘောဒီတချင်းဆိုလိုက်လို့အပေတော့မကြပါဘူး ဒါမှတခြင်းဆိုတော့လောဘလေးဖြစ်သွားတာပဲလေအဲ့တော့အဲ့လောဘကလေးကိုပယ်သက်ခြင်းတဲ့သဘောကြောင့်ခြောက်ခိုင်းတာသဘောဒီဥပုပ်တဏိတာမှာကိုကလူ့အကြောင်းဘဝနဲ့သူတော်စင်ဖြစ်အောင်ပေါ့နော်ကျင့်တဲ့သဘောအနေနဲ့ဒါ၄ကျင့်ခိုင်းတာဒီသီလပြတ်သွားဆိုလည်းအပယ်မကျသွားပါဘူးအာဟုတုကြီးအရင်မကြီးမသွားပါဘူးတာမန်အာဟုတုလောဘဖြစ်နေကြတခုပဲဖြစ်သွားတာပဲလေအဲ့သဘောပါနော်ဟုတ်